တအံအမျိုးသားလူမျိုးရေးတက်မတော် TNLA ထိန်းချုပ်ထားတဲ့ရှမ်းမြောက်ကနမ်ဆန်မြို့ကိုဒီနေ့အောက်တိုဘာ14ရက်မနက်ပိုင်းမှာစစ်ကောင်စီကဘုံကျဲသွားပါတယ်။ဒါက73ရက်အတွင်းမှာ3ချိန်မြောက်လေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။နမ်ဆန်မြို့နယ်အုံဆန်ရွာကိုဒီမနက်9:15မိနစ်လောက်မှာစစ်တပ်က Jet Fighter နဲ့ဘုံကျဲသွားတာလို့ TNLA ကထုတ်ပြန်ထားပါတယ်။အသေးစိတ်အခြေအနေကိုထပ်မံအသိပေးမယ်လို့လည်းပြောထားတာပါ။မနေ့ကနေကင်းပိုင်းမှာလဲနမ်ဆန်မြို့နယ်ကရာကြီးကျေးရွာကို Jet Fighter နဲ့ဘုံကျဲသွားလို့ အရက်သားတဦးဒဏ်ရာရခဲ့ပါတယ်။အောက်တိုဘာ၄ရက်ကလည်းနမ်ဆန်မြို့နယ်ဇဲတုံဟုံးကျေးရွာကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့လို့ကလေး၂ဦးသေဆုံးပြီးကလေး၆ဦးအပါဝင်၉ဦးဒဏ်ရာရခဲ့ပါတယ်။စစ်တပ်ကပြီးခဲ့တဲ့အောက်တိုဘာ၁ရက်မှာကြောင်မဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့နောက်ပိုင်း TNLA ထိန်းချုပ်ဒေသတွေကိုလေကြောင်းကနေနိုင်စင်ဘုံကျဲနေပါတယ်။အောက်တိုဘာ၁ရက်ကစလို့ဒီနေ့အထိမိုးကုတ်ကြောင်မဲနတ်မတူမန်တုံနမ်ဆန် မိုးမိတ်မိုင်းလုံးဒီဘောမျိုးတွေကိုစစ်ကောင်စီကဘုံကျဲလို့အရက်သား30ခန်းတိဆုံးခဲ့ပါတယ်စစ်ကောင်စီကလေကြောင်းတက်ခိုက်တာတွေဆဲတိုက်ကျူးလွန်နေလို့စစ်ရေးသတိရှိဖို့နဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာအချက်တွေလိုက်နာကြဖို့ဒေသခံပြည်သူတွေကို TNLA ကသတိပေးထားပါတယ်ဒါအပြင်စစ်ကောင်စီတက်ကဒီနေ့မနက်ပိုင်းမှာပဲချင်းပြည်နယ်မတူပီမြို့ကိုလေကြောင်းကနေဘုံကျဲသွားပါတယ်မတူပီမြို့ပေါ်ကိုဘုံကျဲတာဖြစ်ပြီးထိခိုက်မှုအခြေအနေကိုမသိရသေးဘူးလို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်ရှင်